ကျွန်တော်ဒီပရိသတ်တွေတေချာလေးစီတင်ပေးသေးချင်တယ်နော် Facebook ရှာပေါ့မှာဆိုလည်းအများကြီးလာပြောကြတယ်ကြားလာတယ်အချို့ပရိသတ်တွေဆိုငွေရအောင်ဟုတ်တယ်အယောက်နေရာ300လောက်ရှိတယ်အပြင်မှာအဲမကြည့်လိုက်ရတဲ့လူတွေအများကြီးရှိတယ်တို့တို့လက်မှတ်ကပြီးဂွင်းရှိမှာဖုန်းနဲ့ live ကြည့်နေရတဲ့လူတွေကျွန်တော်တို့တွေ့ခဲ့တယ်ကိုယ်ငွေမှာကားတာဘယ်လောက်ကြီးအားသာလဲဆိုတော့ဒီဟာပဲလေနော်ဟုတ်တယ်အရင်ပြောတော့ကိုယ်ဘောလုံးဆိုးရတော့နေပရိသတ်အေးတော့ပြဥပမာကျွန်တော်30ပဲလောက်လောက်လောက်နေတယ်ဆိုကျွန်တော်30လောက်ဖြစ်သွားအချို့လူတွေဖောကားတွေပါနဲ့လာရတာဟုတ်တယ်4ကြီး4ကြီးကဘာလဲဟာညီသေးတဲ့ကားတွေပါဒီကားတွေပြီးတော့လူလာကြည့်ရအဲကျွန်တော် ့လာတော့လမ်းမှာအဲ့ဖောကားပေါ်မှာပြိတက်ကအပြည့်မင်းကျူးသားရင်မင်းဒီပြဿနာတော့မင်းရအောင်မင်းမကျူးသားရင်မင်းဝေးရအောင်ပြဿနာတော့လိုက်နေရကျွန်တော်တို့လာပြီးတော့ဒီချို့လေးဆိုဒီကောင်နဲ့ဘာမှလောက်တော့မဟုတ်ဘူးဘောကနိုင်ရမှာထွက်ကြရင်ကန်ကောင်းလို့ပါကန်သွားခွေးနည်းနည်းပဲပါကျွန်တော်လွတ်လွတ်လို့အားလုံးမင်္ဂလာပါ Yes Sport TV ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ကဒီနေ့မှဒါ guest တယောက်ကိုဖိတ်ခေါ်ထားတယ်ပေါ့နော်ဒါသူကတော့ဒါမြန်မာလေဗျူရှင်ကွင်းလင်ကစားမှာကိုချော်ဘင်းဦးဖြစ်ပါတယ် ်မြန်မာ national league ကြောင့်လည်းနည်းနည်းပြန်ပြောရအောင်ဆိုတော့မြန်မာ national league အနေနဲ့ပေါ့နော်လူမျိုးဟိုတိုးတက်ပြောင်းလဲလာဖို့ပိုကောင်းလာဖို့ဘာဒီတိုးတက်တဲ့နဲ့ဘာဒီပြောင်းလဲတဲ့နဲ့လို့ထင်တယ်ကိုလီတိုးတက်ရှင်နိုင်ငံအသင်းတိုးတက်ရှင်ကိုဘောလုံးသမားတိုးတက်ရှင်တော့ကောင်းတဲ့ကစားသမားကိုခေါ်มาပဲဟို quality ရှိတဲ့ကစားသမားကိုခေါ်มาပဲကျွန်တော်တို့လီကမြင်လာဟိုရင်တော့စီစာတော့ပါဘူးဗျာอืมဟုတ်တယ်နော်ခလာတောင်းကြော်လေးကိုတောင်းတစ်ထောင် SC ကအဲ့လောက်ကြီးရောစီစာမာဆန်တို့စီစာတို့တစ်ခက်ကတော့တော်တော်အီမာအီမာဆန်တို့ခွန်ထောင်ချင်းအောင်ပေးရတယ်စီစာကတော့ဒါအမြင့်ဆုံးပါ စီသားကျွန်တော်တီးတယ်လောက်တောင်းနှစ်ထောင်တရားစီ25ကျိုးချိုးနိုင်မလားချိုးနိုင်ချိုးနိုင်ပြီအဲ့မျိုးလေးအဲ့လိုကွာပြားကြီးကကိုပြန်ဆန်ပြီးရင်ကောင်းတဲ့ကောင်ရောက်လာမှာဟုတ်တယ်နင်းလင်းကပြီးရင် brother ဘာမှမရောက်လာဟုတ်တယ်ဟုတ်တယ်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီအဲ့ဒီအချိန်ကာလတုန်းကဒါရန်ကုန်ရဲ့ဒါ land jump ဆိုပေမဲ့ဒါ nationally ရဲ့ land jump လို့တော့ပြောလို့ရတယ်စီသားလေးဟုတ်စီသားတော့လုံးဝ land jump သူကန်သွားတဲ့နေ့ကဘာမှလည်းမများဘူးလေဟုတ်တယ်ဟုတ်တယ် သူရဲ့ဟိုဟာအခု image ကြီးကအခုဒီရှိနေတော့ဟုတ်တယ်အခုရင်ဒီရန်ကုန်ဖန်တွေသွားမေးလိုက်တိုက်စစ်မှာအထောင်မှာ striker ဘယ်သူ့ကိုကြိုက်လဲမေးအခုဒီစီတာပဲကိုကျွန်တော်လည်းစီတာပဲဟုတ်တယ်စီတာပါလဲဆိုသူကဘောလုံးအရင်တိုးတဲ့ကောင်လည်းမဟုတ် finishing လုပ်တယ်တိကြကံဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးလည်းလောလောဝါတာပေါ့ဗရာဇီးလားပဲနော်ဗရာဇီးလားပဲဟုတ်ဘယ်ဘယ်သားလားလည်းမသိဘူးညာသားလည်းရောဦးလည်းမသိဆီဆောင်ကစီဇာနဲ့တွဲဆော့ခဲ့ဘူးလေစီဇာနဲ့တော့တွဲမဆော့ဘူးဒါပေမဲ့ကျွန်တော်ကကံတော့ကံမှုလေထွက်သိမ်းရမှာကျွန်တော်အချိန်အေးအော်လေးမှာဩဟုတ်တယ်ဟုတ်တယ်တကယ်ကောင်းတဲ့ပလေယာ ီမာချင်းလည်းတကယ်ကောင်းတယ်ဒီမြန်မာ nationality ကဒီဟိုငွေကြေးပိုင်းလည်းလိုရဲဆိုတော့ဒီငွေကြေးပိုင်းလိုတာကလေဒီပြိတ္တဝင်ကြီးမှုနဲ့လည်းတက်ဆိုင်နေလို့ထင်တာပြီးတော့အဲ့အဲ့လိုပြိတ္တဝင်ဖို့ကလေဒါအိမ်ကွင်းတွေကလည်းလိုပြီးတာဟုတ်ဟုတ်အိမ်ကွင်းတွေကလည်းအခုကဆုံးမမရှိဘူးအိမ်ကွင်းရှိတဲ့အသင်းတွေပေါ့အခုရှမ်းတို့ရန်ကုန်တို့ဒီဆိုတော့ဒီနှစ်သင်းတွေရဲ့ပွဲတွေကိုဒါပြိတ္တဝင်ကြီးမှုနှုံးပါလေနယ်ပွဲတွေဆိုရင်တော့အခုတိတိသာများပါလေတောင်ကြီးကွင်းမှာဆိုတော့များတယ်ဒီရန်ကုန်ကွင်းဆိုရင်တော့ဝင်တော့ဝင်ရပါလေဒါပေမဲ့ဟိုးရင်အလောက်ကြီးတော့မဟုတ်မဟုတ်နေဘူးပေါ့ဆိုတော့အဲ့အိမ်တွေကိုတက်ဆိုင်နေလို့ထင်တာ ကျွန်တော်တို့ကဟိုဘယ်လိုပြောရမလဲအခုကျွန်တော်လက်မှတ်စီနှုန်းပြောရရင်ကျွန်တော်တို့အတင်းဆိုရင်ကျွန်တော်ကလပ်တင်းဆိုရင်မလီမအိမ်ကြီးမရှိဘူးကျွန်တော်အိမ်ကြီးငှကန်ဟုတ်ငှကန်တာငှကန်တာ GM မှာပဲငှကန်တယ်ဒါပေမဲ့ကျွန်တော်ရဲ့လက်မှတ်လက်မှတ်ဝင်ကြီးကအနည်းဆုံးမြန်မာငွေ1000ဝန်းရှိမြန်မာငွေ1000အနည်းဆုံးကျွန်တော်တို့ရဲ့ဒီ Grand Stand လို့ပြောဆိုရင်9000လောက်ရှိဒီလုံကမြင်းနဲ့တန်းနေပါရဲ့ဆိုတော့ကိုယ်တသိန်းကျော်ကြီးပဲ VIP လို့ VIP လို့ပြောဆို VIP ရတော့မရလာဘူးကျွန်တော်လည်းလူတို့လူကြီးကြီးအဲ့လိုမျိုးကျွန်တော်တို့ဒီနိုင်ငံမှာရောဝေးကြည့်ဗျာ ဟိုမှာငါအဲ့လို2300မှာတောင်းဝင်မှာရှင်လीဆိုဟိုအက်ဗက်ဆန်နေတယ်ဘာမှလုပ်လို့မရသူတို့နေတာเนาะကျွန်တော်အသင်းကြီးကသူ့ဟန်သူစပွန်ဆာရှာပြီးတော့ပတ်စံရှိလို့ရှိရင်ကျွန်တော်မလီလေးကလပ်ကြီးလက်မှတ်ကဒီမှာ1000 1000ကျော်လောက်ဆို10000ရောက်ဟိုတွားပြီပေါ့ဥမာကျွန်တော်အခုလိမ့်နေရောင်းလာဆိုပြီးတော့2500လောက်မနေဟုတ်တယ်3500လောက်အဲ့အဲ့3500လောက်ဆိုရင်ဥဒါများရတယ်သူများစီမှာတကယ်ကိုအခုကြီးကျွန်တော် final ပို့တက်ကြည့်ရ2000ပြီးရဟုတ် နှစ်သိန်းဒီကောင်နေမြန်မာငွေနဲ့မြန်မာငွေနဲ့မြန်မာငွေနှစ်သိန်းဒီရှိကဒီကျွန်တော်ထိုင်ဒီကောင်ထိုင်တဲ့ကောင်လေဆက်ပြီးယူထိုင်တဲ့နေရာနဲ့ကျွန်တော်ဒီနောက်နောက်မှာဟောကတ်နေကတ်ကတ်လေအဲနှစ်သိန်းအဲ့ဒါမြင်လာတယ်ဝင်၅သိန်းဆယ်သိန်းရောက်ရှိဒီမှာတစ်သောင်းလောက်ဆိုရင်တော့အဲ့ကျွန်တော်ကျွန်တော်ကုပ္ပဆန်ကိုဝယ်ကြည့်ရနော်ဟုတ်ဟုတ်အပြည့်ပရိသတ်၈သောင်းကျော်နေလေ၈သောင်းကျော်အဲ့ဘူးကြီးကြလေးကြီးအဝန်အပြည့်ဖူးရှိုးမလေးကပြည့်တာအပြည့်မှုကျန်းတယ်อืม ီဒီအဲ့ပြိသက်အင်အားများတာပေါ့နော်ဒီအဲ့ပြိသက်အင်အားများတာလေစိုင်ရင်တော့ကစားရတဲ့ပလေးယာကြီးနဲ့စိုင်တာပေါ့စိုင်ရင်တော့အများကြီးစိုင်ဟိုဒီပြီးခဲ့ပြီပါကစ္စတန်နဲ့ပွဲတော့မှာဆိုလို့ရှိရင်ဒီအခုနောက်ပိုင်းမြန်မာပွဲကြီးဆိုလို့ရှိရင်ဗျာဒီဘက်အထူးတန်းလောက်ပဲလူပြေးကြတယ်ဟုတ်တယ်ဗျ VIP တိုင်းမှာတော့ဒါတော့ရှိပါတယ်သူလူနဲ့သူရှိတယ်ဟိုဘက်အထူးတန်းဒီဘက်နှစ်ချမ်းပြေးတယ်ပြီးဟိုဘက်ချမ်းနည်းနည်းခက်ခက်ကြက်လေးရှိဒီပြီးခဲ့ပါကစ္စတန်နဲ့ပွဲတော့တူးနာကွန်ရ3000ကျော်စံတာပေါ့2000 2000ကျော်လာကြည့်ပါလေဆိုတော့အဲ့ကျွန်တော်လည်းအဲ့နေရာဆိုကျွန်တော်ဆိုဒုတိယပိုင်းမှာကွင်းနေရပါတယ် ဟုတ်ပဲ။ညအကပတ်မှာတိုင်ပတ်နေရတယ်အကျွန်တော်တို့။ဒူးရဘိုင်းမှာကျွန်တော်ကွင်းနဲ့ရောက်တာ။ဂိုးသွင်းလာလေကျွန်တော်မမီလိုက်ဘူးမကြည့်လိုက်ရအောင်။အဲ brother easy ပါဆိုပြီးဟိုတစ်ခါတော့သူဖြစ်မှာပေါ့။အဲဟုတ်တယ်။ဝင်ပွဲရောတော့အားလူရှိဘူးကွာငါတို့ easy ပါ။ easy ပဲငါတို့ easy ဝင်မယ်ဆိုပြီးဒီကလေးဝင်သားမယ်ဆိုပြီးအမကားပတ်မှာလေးပိတ်ပြီးတော့ကြံ့နေကျွန်တော်ဒူးရဘိုင်းမှာဒီကွင်းနဲ့နေနေတော့ကျွန်တော်ကြည့်ရင်နေပြီးရမယုံရိုက်ဖြစ်နေ။ဆိုအဲ့ပွဲကဘလို့ခံစားရလဲပြိတ္တရမ်းများတော့လေ။ကျွန်တော်အခုဒီမောင်ရင်ပြောတော့သူလိုပဲပေါ့နော်။ကျွန်တော်ဘောရမှာတော့လိမ့်နေကစားသမားအကြီးတန်းဘောရမှာတော့ ပြိသက်အများဆုံးပဲဒါလည်းကုညမင်းလည်းပထမလည်းပထမဆုံးပဲအများဆုံးလာအားပေးကြတာပေါ့နော်ပြိသက်2000 2000ကျွန်တော်တို့အနေနဲ့ဘာမှဟိုဗျာကိုယ်ငွေမှာကန်တာဘယ်လောက်ဒီအားသာလဲဆိုတာဒီဟာပဲလीနော်ဟုတ်တယ်လीအရင်ပြောပေါ့နော်ကိုယ်ဘောလုံးဆိုးရည်ဆိုတော့ပြိသက်အေးဆိုဗျာဥပမာကျွန်တော်10ပဲလောက်လောက်လွင့်နေဆိုရင်ကျွန်တော်20လောက်ဖြစ်သွားဟုတ်တယ်အားတက်ပြိသက်ဟောအားပေးနေဟုတ်တယ်ပေါ့နော်ကျွန်တော်မှကျွန်တော်တို့မှဘာမှဟိုဖိအားတော့မရှိဘူးပြောတယ် သူတို့လာပြီးတယ်ဘာပြီးကိုမြန်မာမြန်မာသူပြီးအော်တဲ့ဟာတွေကကိုတို့အများကြီးအားပြင်းတယ်ဗျဟုတ်တယ်နော်ဒီထဲမှာကစားမောနေရင်တော့မှဒီစိတ်လေးနဲ့ကိုကဟိုအားတစ်ခုရပြီးတော့ကျွန်တော်ကျွန်တော်တခုတောင်းဆိုနေတာပေါ့နော်ဒီဘက်နေနေကျွန်တော်ဒီပရိသတ်တွေတေးချာလေးစီစဉ်ပေးနေချင်တယ်ပေါ့နော်ကျွန်တော်အခု Facebook ရှာပေါ့မှာသူလည်းအများကြီးလာပြောကြတယ်ဗျာဒီလားတချို့တချို့တချို့ပရိသတ်တွေသူမဝင်အောင် ဟုတ်တယ်တေအယောက်နေရာ300လောက်ရှိတယ်ပြင်ပါအမှုအဲ့မကြည့်လိုက်ရတဲ့လူကြီးအများကြီးရှိတယ်အဲ့ဒီအဲ့ရပါတကယ်ပါနေရာတော့မဟုတ်300လောက်ရှိတယ်ကျွန်တော်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်များတယ်တော်တော်များတယ်မကြည့်ရတဲ့လူတို့ဆိုဟိုလက်မှတ်တွေကြီးကင်မျိုးလားဘာမှမလို့တချို့သူလက်မှတ်ကင်ပြီးခွင့်ရှိမှာဖုန်းနဲ့ live ကြည့်နေရတဲ့လူတွေကျွန်တော်တို့တွေ့ခဲ့တယ်ဟုတ်တယ်ကိုအဲ့ဒါကိုကျွန်တော်ပြောရင်တော့လူကြီးပိုင်းအနေနဲ့ဒီ data management လုပ်ဖို့လိုတယ်ပေါ့နော်ပိတ်သက်ကကိုလာပြရလीနော်ပြည့်လာပြထားတဲ့ဒီချိန်မှာ အားလုံးကခက်ခဲနေကြတာအဲ့ဒီကမလွယ်ဘူးစီမံခန့်ခွဲမှုပိုင်းလေးနည်းနည်းလေးလိုအပ်တဲ့လူတွေရတယ်ဒီကတေချောင်လုံးမှာပေါ့ကျွန်တော်တို့အခုဘူးကြီးကြာလေးသွားတော့သူ့တန်းတန်းသူမြေဘဲဘောက်ဘဲဘောက်ဝင်တန်း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 နဲ့နည်းနည်းပဲတန်းစီရတယ်ဟုတ်သူလူကရွှေ့နေတာပဲဟုတ်တယ်အခုကကျွန်တော်ကြားရတဲ့တဲ့ရှင်ကဘာဖြစ်လာလဲဆိုတော့နှစ်ယောက်ပြီးဝင်လာ တခါကြီးပေးချာဟုတ်တယ်ဟုတ်တယ်ဟုတ်နောက်ပြီးမလားအဲ့လိုမျိုးအဲ့လိုမျိုးကိမ်းမှာတိုင်ပတ်တာအပြင်မှာစုဝင်ရင်တဲ့လူတွေကတန်းစီပြီးတော့တိုင်နေပတ်နေရဥပမာဟိုဘောလုံးကွင်းကခံခံမှုတိတ်မရှိဘူးဆိုရင်ဘယ်လောက်ဆိုလဲဘယ်လောက်ပဲတတ်မှတ်ထားလိုက်ဟုတ်တယ်အဲ့လောက်ပဲရောင်းလာမှာဟုတ်ပဲရောင်းဘာမှဟိုဟိုအကုန်လုံးကလက်မှတ်တွေနဲ့ခိုင်းလက်မှတ်တွေကန်ပြီးတော့ဝယ်ပြီးတော့မဝင်ရအောင်ဆိုတာတော့ဒါကျွန်တော်ဘောလုံးကအနေနဲ့လည်းကျွန်တော်စကယ်ဆေးမကောင်းဘူးကျွန်တော်ဒါပြိသက်ဆိုနေကျွန်တော်လည်းအရန်တော့ကြည့်ကျင်နေပွဲကြီးကြလားဘာမှလည်းယူကျင်ပွဲကြီးတိရမကျွန်တော်ဒါပွင့်လင်းပြောပြတာစိတ်ဆိုးကျင်လဲဆိုမဆိုးကျင်လဲနေဟုတ် ဒါဆိုကျွန်တော်ပြည်သက်ရှိမှကျွန်တော်လုံးလို့ရမှာဟုတ်တယ်ဟုတ်တယ်ဟုတ်အဲ့ဒါတော့အဲ့ဒီကတော့ဒီ2000 2000တော့ဒီဟိုနှစ်ချမ်းပြည့်တယ်ပေါ့နော်နှစ်ချမ်းပြည့်ဒါပေမဲ့ဟိုဘီးရန်နေပေါ့နည်းကျဲအဲ့ဒီကတော့ဟိုအကုန်လုံးဝင်ငွေရမယ်ဆိုအဲ့ဒါပို့ပြီးတော့စုမှာတိဟုတ်တယ်ကိုဘာပြေကိုလူရပိုင်းတော့ထပ်ပြီးတော့900ရသွားတယ်နော်အဲ့ဒါမျိုးလေးရှိဟုတ်တယ်ဟုတ်တယ်ဘာပြောအဲ့ဒီကပါကစ္စတန်ကိုဝင်လိုက်ပြီဆိုတော့အုပ်စုတွေမှာလည်း6မှတ်ရသွားပြီဆိုတော့တော်တော်လေးဟိုအချိန်ကြီးကောင်းသွားပြီပေါ့ဒီပထမအကြော်တွေမှာဟိုစီးဗီးရန်နေပွဲရပြီဟိုကျွန်တော်ကြောစီထင်တယ်ပေါ့နော်စီးဗီးရန်ကတော်တော်လေးကိုကစားခတ်လိမ့်မယ်အသိလို့ထင်တယ် ကျွန်တော်မင်းတို့ကဘယ်လိုမြင်လဲအခုအဝေးဘက်မှာအရင်သွားကြရမှာမလားကျွန်တော်ဟုတ်အခုကတော့ဝေးဝင်ပြောင်းသွားတာကျွန်တော်ကစီးရီးယားကိုကျွန်တော်ဒီမှာတစ်ခါပသာဘူးပဲကျွန်တော်ဘရောင်းတစ်ခါပဲဘရောင်းပေါ်မှာတစ်ခါပဲကသာဘူးလည်းစီးရီးယားကိုသူကလူပေါင်းကြီးကြီးရောနော်ဟုတ်တယ်ကောင်းကြီးအားရှိရဲ့သူအားတဲ့နိုင်ငံတွေရောလိုပါပဲကောင်းနိုင်ကောင်းနေကောင်းလိုက်ဖို့ဟိုကဆက်ပြီးမြင်ဖို့လည်းအားသာရောဆက်ပြီးကောင်းနေမြင်ဖို့ဒါအားသာအဲ့အဲ့ဒါတွေကောင်းနေတော့ကျွန်တော်တို့တော်တော်လေးတော့တတိကြပြီးတော့ပသားမှာပေါ့နော်စီးရီးယားတော့ စီးရမှာကစားတဲ့သူတို့ဘလုံးသမားတွေကတော့ဝန်ဂျူရိုးမှာကစားတဲ့လူကြီးကြီးဟိုချီတန်းအောင်လေးဆိုဆော်ဒီလီမှာကစားနေကောင်းတယ်ဟုတ်ပါတယ်ဟုတ်ဟုတ်နောက်အဲ့လိုမျိုးဘယ်တော်တော်ကြီးကိုဟိုဖြစ်တာလဲကျွန်တော်အနေနဲ့တော်တော်ကြီးကိုယူစားပြီးကစားအောင်ဘာသူအင်္ဂလိပ်မှာကျွန်တော်အနေနဲ့အမှတ်ရဖို့ဘာပဲတမတ်ပဲတမတ်လောက်ရရင်တော့တော်တော်ချီတယ်အမှတ်ရရဆိုတော့ကျွန်တော်တို့အရှိတော်တော်ကောင်းတယ်ဘာကျွန်တော်တော့အင်္ဂလိပ်မှာပြန်ကစားရမှာလေနိုင်ရဖို့လို့ပြောမျောလင်းတာလို့လူတန်းကျွန်တော်ကနိုင်ရအောင်ကံပါပဲ ဒါပေမဲ့ရင်စူးစိုးဝမဖြစ်ပါဘူးကိုယ်တိုင်ညာတိုင်ရှိသလားဗောအားလုံးကိုယ်နိုင်တယ်တော့ဗာဒါကြောင့်ဗောနိုင်လိုက်ရင်တော့အကောင်းဆုံးဗောဗျာဟုတ်နိုင်လိုက်ရင်တော့ကိုယ်ဒီမှာထပ်ပြီးတော့ရှားတိုင်းပြီးပြီဗောဟုတ်တယ်နိုင်လိုက်တော့ကောင်းတော့ဒါပေမဲ့တေရီလောက်ဆိုလို့ရှိရင်လည်းသူ့ဘေးမှာတတ်မှတ်လောက်ရခဲ့ရင်မဆိုးဘူးဗောနော်ဟုတ်တယ်လောတော့ကျွန်တော်စကားစားပဲခုနှစ်ဦးလားဘယ်နှဦးလဲဖြစ်ဟုတ်တယ်ဟုတ်အဲ့တော့လည်းကျွန်တော်တို့ကျွန်တော်ရဲ့အောင်သူရဲ့စိုးမိုးကျော်ရဲ့တော်တော်များရှိရဲ့လင်းကားလို့ရှိရဖြားကုန်တာနီးပြသူတို့တဲတာတခုပေါ့နောက်မှရမှာရှင်းရှင်းမရှင်းနဲ့ဟုတ်အဲ့လိုမျိုးကြီးနေဖြစ်သွားတော့ ြီးတော့ဟိုသူတို့ရှူသွားတာကိုရမ်းဝေးတယ်စီးရောက်သွားတာကိုဆော်ဒီသွားခါတာကြောင့်ဟောအခုလည်းကြာဆော်ဒီမှာပဲဆော်ဆော်ဒီမှာဆုပ်များတယ်ထိုင်းနေပြီးတော့အိုမန်ဇီးတယ်အိုမန်နေမှာတော့ဆော်ဒီကိုချက်ကြည့်ရာဒီယူတို့လည်းကွာပဲလို့ဆော်ဒီကိုကွာတယ်ပူမဲလို့တော့မလို့ဆော်ဒီရမဘူးတော့ညနေခင်းမိုင်းတာပူမပူပါဟာညခင်းမိုင်းတော့ဝီတို့ဂျမန်လိုပဲအေးစိန်လားကျွန်တော်တို့ပုံမှန်ထိုင်တာလူတွေအောင်ဝေးရဟုတ်လေလေတားတိုက်လေတားတိုက်ဟုတ်သူလေဟုတ်တဲကနာရီဆိုတော့အဲ့မဟုတ်အဲ့ဟုတ်အဲ့လိုဖျားရပါညကျမကြီးတောင်းနေတူလို့ဟိုတို့တော့ကလေ အဲ့ package နဲ့ပွဲပြီးတော့ကုကြုံမင်းအဲ့ interview လေးကျွန်တော်တခုတွေ့လိုက်တယ်ဗမာလည်းမင်းကုကြုံမင်းနဲ့ weight တက်နေရလို့ပြောတယ်ဟာအဲ့နေပွဲအရန်ကိုကိုအားမရဘူးလေအဲ့ပွဲတော့ကြီးကိုကိုအားမရဘူးကိုကျွန်တော်ဒီတက်ပို့ပြီးလုပြနိုင်ရတဲ့တင်တာလို့ပြောပြောပြောခဲ့ရော်လေအဲ့အဲ့အဲ့လေးဆက်ပြောပြပြပါဦးကျွန်တော်ကဟိုအနေကပြန်လာတာငါးလပိုင်းနဲ့ကပြန်လာ သုံးတရကပြန်လာပြီးတော့ကျွန်တော်ဒီမှာ operation လုပ်ရတာလမ်းကနည်းနည်းပဲရှောက်လို့ရတယ်ဘူးတွေ့တယ်ဒီကျွန်တော် interview တစ်ခုမှပါလေတချို့လူတွေကျွန်တော်ဒီဘောတော့မမီတော့ဘူးဟုတ်တယ်ကျွန်တော်လည်းအဲ့လိုပဲထင်တာဟိုက ice box မှာလာမှုဟုတ်တယ်အမှ interview လိုက်တော့အဲ့မှာလူလမ်းကကျွန်တော်လာမိကြနောက်ပိုင်းဘာလို့လာမပါတော့ဒါပေမဲ့အမှလည်းကိုကြီးတည်တိုင်းလူကအလိုင်းလှုပ်ရှားလို့မရဘူးဒီချုပ်ယူကလည်းရှိနေတာနဲ့ခွဲစီတာနဲ့တန်နဲ့ကျွန်တော်ဒီဒုံစည်းတွေရောဘာရောဆိုတော့ အဲ့မှာနားရတာ10လောက်ကြာပါကျွန်တော်ရွာပြောင်းသွားပါတော့ရွာပြောင်းသွားလည်းချိုးရွာမဖြစ်ရသေးဘူးအမှဘဲမှာတိတ်သွားအောင်လေဒီမှာနေလဲစားလိုက်စားလိုက်အဲဖုန်းလေးကြည့်လိုက်အဲ့လိုဆိုတော့ဒီနေ့လူကနည်းနည်းလေးဝေးတက်လာတက်လာတက်လာနေအပြီးတော့မှဒီမှာလေးစင်းမှာပြန်လောက်တာအဲ့တော့မှနှစ်ပတ်တောင်မပြည့်ဘူးအဲ့ဒါရင်ကျွန်တော် train စားလောက်နေနေဆိုကျွန်တော်ကိုယ့်ဘက်ကိုကွင်းပတ်တာဖြည်းဖြည်းလေးပတ်တာဟုတ်ဟာကိုလူရတုတ်ပြီးတော့လေဘလုံးမပြဟိုကွန်ဖော်တေဘယ်မဖြစ်ဘူးလေမဟုတ်ဘူးမဟုတ်ဘူးအဲတောင်းစတာမရှိဘူးဖြစ်တယ် ဲ့လိုမျိုးမရှိဘူးဆိုတော့ကျွန်တော်ကိုကျွန်တော်လည်းမကစားနိုင်လောက်ဘူးလို့ကျွန်တော် training လုပ်တယ် training လုပ်တော့ overweight ဖြစ်နေတော့ကျွန်တော် short တွေပါနာတယ်ခြေစုံတွေပါဆိုအရင်နာကျွန်တော်ပြောတယ်တော့ဆရာလေးကျွန်တော်ကန်နိုင်မလားကျွန်တော်ဖြစ်နိုင်တာဟုတ်တော့ဘာလို့ဆိုကျွန်တော် injury ဖြစ်မှလည်းကြောက်တယ်ဗျာမှန်ပါမှန်ဒါကျွန်တော်ကအကုန်ကုန်ပြောလိုက်ရင်ကျွန်တော်ဒီရင် injury ထက်ပြင်ကျွန်တော်ပွာသွားပြီဘုံကစားလို့မရတော့ဟုတ်တယ်တက်ရွယ်ပိုင်းကိုကျွန်တော် injury နောက်တစ်ခါမပြီးတော့ဘူးဗျာခွင့်ရည်အဲ့လိုမျိုးတွေကြောက်တာများတယ်နိုင်ငံတော်ကတော့ပြန်ကစားနေတာကျွန်တော်လည်းကစားနေတယ်ဒါပေမဲ့ဟိုကျွန်တော်နေပြနေတိုင်ပဲနေ ဆရာကျွန်တော်ကတော့လုံးဝ fit မဖြစ်ဘူးအဲ့ဒီတော့ကျွန်တော်ဒုတိယပိုင်းမှာဝင်ကစားခဲ့သားမယ်ဆရာတို့ပထမပိုင်းကြီးတော့ဆရာတို့အဆင်ပြေကလေးတော့အဲ့ဒီမျိုးကျွန်တော်ဆရာအနေနဲ့တိုင်ပင်ပြတယ်ဗောနော်အနီးပါနီးပါကျုပ်ကြီးဒါပေမဲ့အဲ့ဒီကလုံးဝကြိုင်နေပြီဟုတ်အဲ့ရဘာဖြစ်လာလဲဆိုပရိသတ်အားလည်းပါတာဗောနော်ပရိသတ်အများကြီးလာတယ်ဟာဘာလဲဗောဒီနေ့ကမှတော့ဟိုမြန်မာလာပြီးရလဲပါတယ်မောင်မောင်နှင်းကြည့်နေတာနဲ့ပါတာဗောနော်အဲ့ဒါတော့ပြည်ဆိုင်များပါတာဟုတ် အတချို့လူမျိုး4 guy ပိုင်းနဲ့လာရတာဟုတ်တယ်4ကြီးနေတော့ဘာလဲ4ကြီးနေပါဘူးဟုတ်တယ်ကျွန်တော်တို့အဲ့ဒီကျွန်တော်ကိုယ်တိုင်မှနေရာကိုကိုယ်တိုင်ထွက်တော့4 guy ကဘာလဲဟာညီသေးတဲ့ guy ရောဒီ guy ရောပြီးတော့လူတိုင်ကြီးလူတွေအများကြီးအဲ့ကျွန်တော်တို့လာတော့လမ်းမှာအဲ့4 guy ပေါ်မှာပြိတ္တကအပြည့်ပြိတ္တကအပြည့်အဲ့လိုမတက်ရမြန်မာလမ်းရောဟာကြီးနဲ့အဲ့လိုလာကြည့်ကြတာအများကြီးပြီးတော့ကိုမောင်လည်းမင်းကိုကိုကျွန်းလိုက်တာကြောင့်လေကိုပြီးတော့ပုံမှန်ပုံရှိန်တက်သွားတာဟုတ်တယ်ဟုတ်တယ်ကျွန်တော်မြင်လို့ဒီလိုမျိုး တက်ရွယ်တခုရလာပြီဆိုတော့ဒီဒီအင်ဂျူရီလည်းဂူးဆိုင်ပြီးကစားနေရတယ်ပေါ့နော်ဟုတ်ဒီလိုမျိုးဒီကစားမပွားတွေပါတွေကနေအနားယူသွားခဲ့မယ်ဆိုလို့ရှိရင်ဒီနီးပြရွာတွေလောက်ကိုအစီအစဉ်ရှိလာနီးပြရွာလောက်ကိုအစီအစဉ်ရအောင်ကျွန်တော်အနေနဲ့တည့်ရကမ်းတော့မရှိဘူးဟာဘာလို့လဲလုံးဝမလုပ်ဘူးကျွန်တော်ဘာဖြစ်လဲနီးပြရွာလုံးဝမလုပ်ဘူးကျွန်တော်စီးပွားရေးကျွန်တော်လုံးမယ်ကျွန်တော်အဖေမေကျွန်တော်ဒီဒီချိန်မှာအချိန်မပေးနိုင်ဘူးကွာကျွန်တော်ပြောမှဆိုကျွန်တော်တမ်းမိုင်လို့မောင်နေလို့ဆိုတာအဲညညောင်းလို့ တော်တော်များစုတော့ကျွန်တော်ကျွန်တော်တို့ကတော့ကျွန်တော်စိတ်မှာကျွန်တော်ကကျွန်တော်မိပါတော့ first pair ပေါ့နော်ပထမပဲကျွန်တော်ကျွန်တော်မိပါနဲ့အခုချိန်မှာကိုကြီးတည်တယ်အတင်းကိစ္စတွေလုပ်နေတဲ့အတွက်ကျွန်တော်ဒီမှာဘယ်ညာကမှာပဲနေရကျွန်တော်မိပါရနေမှာလीနော်ဟိုတွေ့ချိန်ကအမေနဲ့ကတနေ့ခွဲလောက်အောင်မှာဆဲတောင်မတွေ့ရအဲ့လိုမျိုးအချိန်တွေဆိုကျွန်တော်အမေဖေကိုအချိန်ပေးချင်တာလည်းပါတယ်ပေါ့နော်သူတို့နဲ့နွေးထွေးနေခြင်းနဲ့အဲသူတို့တွေမရှိတော့တဲ့ခါကျမှကျွန်တော်တို့တွေတွားပြီးလမ်းနေလို့မရဘူးလीနော်ဟုတ်တယ်ဟုတ်တယ်ဒီချိန်မှာဒါ တခါကျရင်စဉ်းစားတယ်ကိုယ့်ကိုယ်ကငါအဖြစ်မရှိတော့ငါဘလို့ရက်တီရမလဲဆိုတာမျိုးကျွန်တော်ဘလို့မှပြစဉ်းစားလို့မရဘူးအဲ့ဒီမရဘူးအဲ့အလယ်မျိုးတွေပါတယ်ပြီးကျွန်တော်နီးပြလို့နီးပြလို့ရမယ့် site ကိုလည်းကျွန်တော်ဝါသနာလုံးဝမပါပါမတွေ့ဘူးလုံးဝမတွေ့ဘူးမတွေ့ဘူးညီးပြလို့ဘူးတော့လုံးဝမှစိတ်ဘူးမရှိဘူးပြဒါပေမဲ့အကယ်၍များပါဘောနော်ဒါအကယ်၍များဒီမြန်မာနေရှင်နယ်လီတဲ့ကအသိအသိဝင်တာညီးပြခွင့်ရခဲ့မယ်ဆိုရင်ဘယ်အသိအသိကိုညီးပြလို့ရှာလဲညီးပြလို့ရှင်တော့တင်ရတော့ကျွန်တော်ရဲ့ဒီအိမ်မက်တွေက ဟိုငယ်လေးတွေကကျွန်တော်တို့ဒီ nation လေးစပေါ်ကလေးอ่ะဗောနော်ဟိုလေးစားကြရတဲ့ဟိုအရန်ကစားခြင်းနဲ့အတင်းရတော့ကျွန်တော်ကျွန်တော်ရန်ကုန်မှာပဲရန်ကုန်ရန်ကုန်တင်းမှာပဲဟိုဖြစ်နေတဲ့အတိုင်းပဲလေကြုံတောင်းကြုံငယ်ဖြစ်လာပြီဆိုရင်တော့ရန်ကုန်တင်းမှာပဲလို့ရှင်ပါတယ်ဟုတ်ပါဟုတ်ပါဟုတ်ပါဒါတော့ဘိုးတော့စိတ်ကူးမရှိပဲမဲ့ဖြစ်လာခဲ့ရင်ပြောပါဖြစ်လာခဲ့ဟုတ်ပါဟုတ်ပါဒီကစားဘိုးကနားပြီးသွားတဲ့အချိန်မျိုးတွေမှာဒီမျိုးဒီနောက်တက်လာမယ့်လူငယ်တွေကိုဘလုံးနဲ့ပတ်သက်တဲ့ဒီအခြေခံဘုဒ္ဓတာကြီး အဲ့အဲ့မျိုးလေးဒီဟိုဝင်မြပြီးဘောအဲ့လိုမျိုးလေးရောလောက်ပြီးဘူးရှိလားအဲ့လိုမျိုးလေးရောလောက်ပြီးဘူးရှိတယ်ဟိုကျွန်တော်အခုဒီတိုင်းဒီကြားတဲ့ဂျူရာဂျူရာတွေမှာပဲတငယ်ချင်းနေပါလေဖွင့်လာတဲ့ပုံတင်တာလေးရှိရပါတော့အဲ့မှာလည်းကလေးလေးတွေသွားပြီးတော့ဘယ်လိုလေးကမ်းရဲဘယ်လိုလေးလောက်ရဲပေါ့နော်ဟိုဒီစကားပြောတာလေးကစကားပြောတာရဆပြောအောင်ထပ်ကစားနေဖြစ်တယ်တော့ကျွန်တော်တို့ကဒီရတဲ့ပတ်စံပူရတယ်ဗျာပတ်စံပူရတော့ကျွန်တော်ပတ်စံကိုမြင်တယ်ပတ်စံကိုကျွန်တော်မြင်နေပြီဗျာဒီရကလေးကြတော့ ဥပမာဆိုပတ်စံ၅သိန်းမြတ်တော့ငါးသိန်းနဲ့အခုတို့ချင်နေမှာကိုဖနက်တရံတော်ဝယ်လို့မြောက်တယ်ကျွန်တော်တို့အခုခံနေတဲ့အစ်စ်တွေ၁၇သိန်းရှိတယ်ဟုတ်တယ်စသပေါ်ရင်ဖနက်ဆိုအဲ့လိုမျိုးဆိုကိုဒီကလေးအနေနဲ့တနာဖို့ကောင်းတယ်အဲကျွန်တော်ပြောပြတာတော့ကလေးတွေကိုမင်းတို့လက်ထဲမှာကြီးပဲပတ်စံပတ်စံတော့ကမင်းကြိုးစားရင်မင်းဒီပတ်စံတော့ကိုမင်းရအောင်ဟုတ်တယ်မင်းမကြိုးစားရင်မင်းဝေးရအောင်ကျွန်တော်အခုချိန်မှာပတ်စံတုပ်ကကျွန်တော်ရှိမှကြီးပြတာဗျာ။ညီမကြီးဒီမှာဒါပတ်စံတုပ်ကြီးမင်းကြိုးစား ကျွန်တော်အကြောင်းဒီလိုလိုက်နေတာဒါလည်းလိုက်နေတယ်။ကိုကျွန်တော်ဒီမှာနေရင်တော့ကျွန်တော်ကျွန်တော်ရေမောင်မောင်လေးအတန်းပိုင်ရင်ကျွန်တော်အခုဒီမှာမပြန်သေးဘူး။အဲတချို့ကျွန်တော်ကျော်ဗီဇာခက်ခဲရှိနေတယ်။အတန်းပိုင်ရင်ကျတော့အဲသူ့အိမ်ကလည်းပြန်သွားတယ်။ကျွန်တော်ရေချူချောင်မနေဘူးကိုယ်။နှစ်ခင်းပိုင်းဆိုကျွန်တော်တော်ကြီးလိုက်သူ့နောက်ကမှရှိတယ်။ဟုတ်။ဘယ်ကျွန်တော်ပတ်စံတော့လိုက်နေတာ။ကျွန်တော်တို့လာပြီးတော့တချို့လူတွေဒီကောင်ကဘာမှလောက်တော့မဟုတ်ဘူး။ဘောကနိုင်ရမှာထွက်ကန်ပြီးဘယ်လိုများဟိုကန်ကောင်းလို့ပါ။ကန်သွားခုညနေပဲပါတယ်။ဟုတ်တယ်။ကျွန်တော်လွတ်လွတ်လို့။อืม အရာခုနောက်ပိုင်းတက်လာတဲ့ကလေးတွေလည်းအလုပ်လုပ်ကံဆိုနည်းနည်းပါဖရာတရားလေးနည်းနည်းလောက်ရတယ်ဟုတ်တယ်အများကြီးလုပ်လာတယ်ဆိုဖရာတရားလောက်ရတယ်ကံညာဝရိယဟုတ်ကျွန်တော်မီဆိုတော့ကျွန်တော်နောက်မှာအများကြီးလုပ်ပြီးတာဟုတ်ပါဘူးတို့လည်းကျွန်တော်တို့ဒီနေရာနေပြီးတော့အများကြီးကျေးဇူးတင်တယ်ကျွန်တော်အခုမောင်မောင်လင်းဆိုလည်းသူကောင်းတယ်ဒါပေမဲ့သူ့အမေကဒါလည်းသူ့လက်လုပ်နေတာနောက်မှာကျွန်တော်ရေးကိုတွေ့ပဲလည်းကျွန်တော်တို့ဥပမာပြဟိုဒီဟန်ဒမုမှုလေးဟုတ် free money အားလည်းရတယ်အခုစနေနေ့အောင်ပြောမလာဘူးကျွန်တော်တို့မန်နေရနေပြီးတော့ကျွန်တော် ဆက်လက်တည်းကျွန်တော်တို့က training တခြားလုပ်တာအခုဆိုကျွန်တော်တို့ဒီ fusel နီးပြပါတော့ထမ်းပါဟုတ်သူကျွန်တော်တို့ train ပေးတာနေတိုင်းကျွန်တော်ကျင်းပြမလာပြီဖူးစဲဟုတ်တယ်ဟုတ်အဲထိုင်ထိုင်အဲပူပူနဲ့တရားအောင်ကုသမိုင်လေလက်ခွဲထားတာအရှင်ပြီးသွားတာတမိုင်ကသူကလက်ကျူးတာတော့ကြာပြီသူကခေရှနာဘူမီမာရဲ့ကျူးတာပေါ့နော်လေးစင်ပွဲဆောင်းဆောင်းကန်ကန်နဲ့လက်ကဘယ်လိုပြောမလဲဟိုတရားမြောင်ကြောက်ပတိစီးတာအနေပြီးလက်ကတဖြည်းဖြည်းနဲ့အယူကမဆက်ဘဲနဲ့ဟုတ်လွဲသွားတာလွဲနေရပါတော့ ်စတော့သူဒီဟန်ဆက်ပေးလိုက်ပြီဆက်ပေးလိုက်ကြတယ်အော်ပရေရှင်းတော့မလုပ်ဘူးဒီဟန်လေးပဲလုပ်ပြီးတော့ဆက်ပေးလိုက်တာဒါပေမဲ့အခုကကျတော့ခွဲမအောင်ရတော့မယ့်ရှင်နေဖြစ်သွားတယ်သူခွဲလိုက်တာတုံးနောက်လောက်ကြာသွားတာရေးနေမင်းပြင်တာလေကျွန်ဖတ်လိုက်ရတော့အဲ့လိုမျိုးဟုတ်ကဲ့ဟုတ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့တဲ့အရောက်ချင်းလေးတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ဆိုတော့ဒီနောက်တစ်ခေါက်ဒီမှာလဲပေါ့เนาะကျွန်တော်ဒီလူမျိုးပဲပေါ့အဲ guest တွေကိုခေါ်ပြီးတော့အဲကျွန်တော်ဒီအမေးဖြေကဏ္ဍလေးတွေတောက်လျှောက်လုပ်သွားဖို့ရှိရတော့ကြာမလို့ Jasper page ကို like and follow လုပ်ပြီးတော့ YouTube မှာလည်း channel ကို subscribe လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့